အရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံဥက္ကဋ္ဌအသစ်ဖြစ်လာတဲ့ဖိလစ်ပိုင်နိုင်ငံကဒီမြန်မာနဲ့ဆက်လက်ထိတွေ့ပြီးတော့လက်ရှိရှိနေတဲ့အချက်တဲတွေကိုငြိမ်းချမ်းတဲ့နည်းနဲ့အပြေရှားသွားမယ်လို့ပြောလိုက်ပါတယ်ဖလပိုင်သမ္မတအာဖာဒီနန်စ်မာကိုစ်ဂျူနီယာကမြန်မာနိုင်ငံရဲ့အခြေအနေကိုအာဆီယံရဲ့မရင့်ကျက်သေးတဲ့အနာလို့ခိုင်းနိုင်ပြီးတော့ပြောတော့ပါရယ်ဖလပိုင်သမ္မတမာကိုစ်ကမြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာကိုမြင်နေရတဲ့အတွက်နာကျင်စေတယ်လို့ ို့လည်းပြောပါရယ် ASEAN အနေနဲ့သက်ဆိုင်သူအားလုံးနဲ့ဆက်လက်ထိတွေ့ပြီးတော့အခြေအနေတွေကိုဖြေရှင်းရမှာရှေ့ကိုရောက်စီမဲ့ရှေ့ကိုရောက်မဲ့ဒီနီလန်းအစ်စ်တွေကိုရှာသွားမယ်လို့လည်းသမရမာကော့စ်ကပြောပါရယ် အာဆီယံဟာမြန်မာနဲ့ပတ်သက်ပြီးတော့လောက်ကိုင်းနိုင်တဲ့အခြေအနေကအကန့်အသတ်တွေရှိပေမဲ့ဆက်လက်ထိတွေ့မှုကတော့လိုအပ်တယ်လို့ဖိလစ်ပိုင်သမ္မတကပြောပါတယ်။ထိတွေ့ဆက်ဆံရမှာအဆိုရနဲ့ဘျူရိုကရေစီရန်ရာအပြင်တခြားသက်ဆိုင်သူတွေလည်းပါဝင်ရမယ်လို့ဆိုပါတယ်။မြန်မာမှာရှိတဲ့အတိုက်ခံတွေအာဒီထိတွေ့မှုမှာပါဝင်မှုဟာဆိုလို့ရှိရင်လည်းအရေးကြီးတယ်လို့လည်းသမ္မတမာကိုစ်ကအထူးအလေးပေးပြီးတော့ပြောကြားသွားပါတယ်။မကြာခင်ကပြီးသွားတဲ့အာဆီယံထိပ်သီးညီလာခံမှာ တော့အာဆီယံကောင်ဆောင်တွေကမြန်မာနဲ့ပတ်သက်တဲ့ဘုံသဘောတူညီချက်၅ရပ်ကိုအပြည့်အဝအကောင့်ထည့်ဖို့တိုက်တွန်းထားခဲ့ပါတယ်။